မြန်မာနိုင်ငံမှာနိုင်ငံကူးလက်မှတ်၉မျိုးရှိတယ်ဆိုတာပြည်သက်ကျလို့သိပါသလားမင်္ဂလာပါ after you စာပြပြည်သက်ကြီးရေကျွန်တော်တို့နေ passport လို့ပြောလိုက်လို့ရှိရင် passport PB နဲ့ PJ နှစ်မျိုးလောက်ကိုသာအားလုံးနှီးပါးကကြားပူးကြပါလိမ့်မယ်တကယ်တော့မြန်မာနိုင်ငံနိုင်ငံကူးလက်မှတ်တွေဟာအိုက်ထက်ပိုတဲ့အမျိုးအစားတွေအများကြီးရှိခဲ့ပါတယ်အရင်တော့မြန်မာနိုင်ငံနိုင်ငံကူးလက်မှတ်တွေဟာလက်ရေးမှုနဲ့ရေးသားထားတဲ့လက်မှတ်တွေဖြစ်ပြီး2020ပြည်နှစ် AB လောက်မှာဆိုရင်တော့နိုင်ငံတကာမှာစက်ပြင်းဖတ်ရှုနိုင်တဲ့နိုင်ငံကူးလက်မှတ်တွေအဖြစ်ပြောင်းလဲအဆင့်မြင့်တင်လိုက်ပါတယ် ီလိုကနေပဲ2016ခုနှစ်မှာတော့မြန်မာနိုင်ငံသားတွေအတွက်အယောင်နဲ့ခွဲခြားထားတဲ့နိုင်ငံကူးလက်မှတ်အမျိုးအစားကူမျိုးကိုပြည်ထောင်စုဝန်ကြီးဌာနကကြေညာခဲ့ပါတယ်။အဲ့ဒီအမျိုးအစားကူမျိုးကတော့နံပါတ်1အလဲပတ် passport passport for visit PB နံပါတ်2သင်္ဘောသား passport passport for seaman PS နံပါတ်3စီးပွားရေး passport passport for business PB နံပါတ်4ပညာရေး passport passport for education PE နံပါတ်5အလုပ် passport passport for job PJ နံပါတ်6ဘာသာရေး passport passport for religious နံပါတ်9မိခို passport passport for dependent pd နံပါတ်10တန်တမန် passport passport for diplomatic pd ပြီးတော့ရင်တော့နောက်ဆုံးအနေနဲ့နံပါတ်9အထူး passport passport for official ဆိုပြီးဒီနိုင်ငံကူးလက်မှတ်ကိုမျိုးပဲဖြစ်ပါရည်